ချင်းညီကိုတော့အားလုံးမင်္ဂလာပါเนาะအဲကျွန်တော်စီမှာ Viber ကမေးတဲ့ညီကိုတွေကအများကြီးပဲရှိတယ်အဲ့ဒါလေးကိုကောင်းလို့ရရလေးကိုကျွန်တော် sequence short လေးရိုက်တယ်ရိုက်ပြီးတော့ညီကိုတို့နဲ့အဲတက်ဆိုင်မဲ့အကြောင်းအရာလေးကိုကျွန်တော် reply လေးကျွန်တော်ပြန်ပေးမယ်ပြီးတော့ကျွန်တော်အဲ့ဒါလေးကိုဘူးတူရရအောင်ကျွန်တော် sharing လေးပြန်ပြီးတော့လုပ်ပေးမယ်ဒီညီကိုတယောက်ကိုကျွန်တော်ပြောပြပေးမယ်เนาะသူကအရင်တော့အရက်တောက်တယ်အတင်းလေးသူကရောင်ဘူးတယ်အဲပြီးတော့အခုကျတော့သူကဗာလဲဆိုတော့အရက်တော့မတောက်တော့ဘူးဒါပေမဲ့တောက်လို့မြင်တယ်အမျိုးသမီးနဲ့နေရတာအဆင်မပြေဘူးအဲရှစ်လလောက်တော့ရှိသွားပြီပါပြီးတော့ဘာလို့လဲသူထိုးထားတယ်ပေါ့နော်ဒါပေမဲ့ဒါကြီးအဆင်မပြေဘူးပေါ့ ပေါ့နော်အဲဆိုတော့ကျွန်တော်ပြောချင်တာကကျွန်တော်ရဲ့ဒီအမျိုးသားဆက်ဆောင်ရေးပြန်ကောင်းမှုအတွက်ကိုအဲဒီပန်းညိုချင်းကိုလည်းကျွန်တော်ဒီမှာကဒီဒီဒီ TikTok အကောင့်မှာကကျွန်တော်အပိုင်းလိုက်လေးကိုကျွန်တော်တင်ဆက်ပေးတာရှိတယ်ပေါ့နော်အဲဒီထက်မှာကကျွန်တော်တို့ကဘာလဲဆိုတော့အရက်ဒေတာတောက်စားခြင်းပေါ့နော်အရက်တောက်တယ်ပေါ့နော်အရက်တောက်တဲ့ဆိုတဲ့အကြောင်းကျွန်တော်ကဘာလဲဆိုတော့ အဲ့ဒီခန္ဓာကိုယ်ကနေပြီးတော့သူကပါလဲတော့သွေးလည်ပတ်မှု system ကြီးတဖြည်းဖြည်းနဲ့ရောကျလာတယ်ရောကျလာတယ်နောက်တော့အဲနောက်တော့ခန္ဓာကိုယ်ရဲ့အဆောင်ဖြောင်းသွားတဲ့သွေးကြောတွေမှန်သမျှကိုတဖြည်းဖြည်းကျင်းသွားတယ်ပိတ်သွားတယ်ပေါ့နော်အဲကိုဟောတဲ့ကလည်းတော်တော်လေးဆိုးတယ်ပေါ့နော်အဲကိုဟောတဲ့ကလည်းတော်တော်လေးတော်တော်လေးဆိုးတယ်အဲအဲ့လိုပဲဒီဆီးလေးတောက်ချင်းကြောင့်လည်းအဲ့ပြဿနာကဖြစ်တယ်နော်အဲ့တော့အရက်တောက်တဲ့သူနဲ့ဆီးလေးတောက်တဲ့သူမှာကကျွန်တော်အရက်ဘီယာရဲ့ကိုယ်ဆီးလေးကအဲ့လေးမျိုးထဲမှာ င်ကျွန်တော်မွေးရေးဆေးဝါးနဲ့ပတ်သက်ပြီးတော့လည်းဒီထက်မှကျွန်တော်မပြောချင်ဘူးဒါပေမဲ့အရက်ကိုပဲကျွန်တော်အဓိကထားပြီးတော့ကျွန်တော်ပြောတာမွေးရေးဆေးဝါးဆိုလို့ရှိရင်တော့ပိုတော်ဆိုးမယ်အခုခေတ်အင်လူငယ်တွေဆိုလို့ရှိရင်မျိုးရည်ပြားကြီးမှာပိုတော်ဆိုးသေးတယ်နော်ကျွန်တော်တို့လိုက်မမီနိုင်တဲ့ဟာမျိုးတွေအများကြီးပဲရှိတယ်ပေါ့နော်အဲဒါဆိုတဲ့အတွက်ကြောင့်အဲဒီအရက်တော့ချင်းကြောင့်လည်းအမျိုးသားဆွမ်းဆောင်ရည်ကိုတကယ်ကိုကြာဆင်းစေနိုင်တယ်ဆန်းဆင်းစေနိုင်တယ်အခုအရက်တော့နေတဲ့ညီကိုတွေပြည်ဟာတောက်နေတဲ့ညီကိုတွေအဲအခုအချိန်မှာကောင်းနေဆိုပေမဲ့တစ်ချိန်ကြာလို့ရှိရင်မဖြစ်မနေဒီပြဿနာကဒီညီကိုလို့ က်ခံလာနိုင်တယ်အားကြောင့်လို့မဖြစ်မနေအဲနော်အဲဒီကိုကိုဒီဘက်ကိုစောင့်ဆောင်ရင်ကောင်းရင်လည်းဆိုလို့ရှိရင်တော့အရင်အရင်နဲ့ဆေးလေးနဲ့ကိုယ်နဲ့ပြာနဲ့ကိုမဖြစ်မနေတေချာလေး view ဆိုင်ပြီးတော့ဖြတ်စေခြင်းနဲ့နော်တေချာလေး view ဆိုင်ပြီးတော့တောက်စေခြင်းနဲ့ပေါ့နော်အဲအဓိကတော့ဆေးပြေဝါပြေဆိုတာရှိခဲ့အဲ့ဒါမျိုးတောက်တာပြဿနာမရှိဘူးဆိုပေမဲ့အလွန်ကြုံဖြစ်သွားတယ်ဆိုလို့ရှိရင်မလိုလားအဲ့ဒါပြဿနာလေးဖြစ်ပေါ်နိုင်တယ်ပေါ့နော်ဘိုင်းဘိုင်ပါ